ုဒီမှာဒီစနစ်ထဲကတော့ဥနိုင်မွေးကနန်းပြခဲ့တယ်ပေါ့နော်ဒီမှာသူက669ဆိုတဲ့ကနန်းကတော့သူအောင်သွားတယ်သူကြံနေတာဒီ640 683 65 01ဆိုပြီးတော့ဒီဒီ site ထဲကနေပြီးတော့ဒါမွေးကနန်း9ခွက်ပြခဲ့တယ်ပြခဲ့တဲ့ထဲမှာခု669အောင်သွားတယ်ဒီ site ထဲကနော်အဲ့ဒီလိုပဲသူ့လိုပဲနော်သူ့လိုပဲတခါဥနိုင်တို့ဘယ်လိုပုံစံမျိုးနဲ့ဟိုလောက်လဲဆိုတော့နော်ဘယ်လိုပုံစံမျိုးဟိုလောက်တယ်လဲဆိုတော့ဒီ ဒီစနစ်တွေတွေကနေပြီးတော့နော်အခု6 8 3ဆိုတဲ့ကဏ္ဍလေးကအဓိကတော့ဥနယ်မျိုးဒီမှာတုံညာထိပ်နောက်ပေါင်းခွန်းလို့ဖြစ်တယ်လားနော်ဒီမှာတုံညာထိပ်နောက်နှလုံးပေါင်းခွန်းတုံညာထိပ်နောက်ပေါင်းခွန်းအဲ့ဒီ line ကနေပြီးတော့တိုင်ပင်အကွာဝေးအတူတူမှာနော်ဒီ3လုံးပေါင်းခြင်း6က6လို့ပိတ်မယ်6ပါပါ1လို့နောက်ပိတ်မယ်ပိတ်ပြီးတဲ့နှစ်ပိတ်မှာဘူပရိတ်လို့ရဘူပရိတ်လို့ရလိုက်တဲ့အချိန်မှာအဲ့ဒီဘူပရိတ်ကဏ္ဍ၄၅တစ်ဆိုတဲ့ကဏ္ဍရယ်ဒီ3လုံးပေါင်းခြင်း6က6လို့ပိတ် 6ပါပါ1လို့ပြေးလိုက်ပြီးတာနဲ့အဲ67နောက်တွဲကိုနော်67နောက်တွဲကိုဒီမှာ brake 1ပါပါဒီ brake 6အဲ6ကဒီ3လုံး6ဒီလို6မို့လို့အဲ6ထိပ်စီနဲ့နော်67နောက်တွဲကို6ထိပ်စီနဲ့66ပြစ်ဆိုတဲ့ကဏ္ဍဒဲ့ဒီ9 brake ရဲ့တပွဲကြော်ကိုကြားတယ်အဲ့လိုကြားပြီးတာနဲ့ဒီ2ပိတ်ကဘူး brake ကဏ္ဍကလည်းအဲ့ဒီ2ထဲမှာကြားတယ်ဒါပရမတ်တကက်ဒုတိယကက်မှာ6ပြီးတော့ဒီ3လုံးခွန်ခွန်လို့ပိတ်တယ်ခွန်ပါပါ1လို့လှန့်ပိတ်တယ်ပိတ်ပြီးတာနဲ့9 6ဆိုတဲ့ကဏ္ဍ နှစ်ပိတ်မှာဘူပရိတ်လိုပဲရိုက်တယ်နော်အဲ့တော့အဲ့ငါးခု၆ကလည်းထွက်မယ်ဒီသုံးလုံးခွန်ခွန်ပိတ်ပြီးရတယ်ခွန်ပါဝါနှစ်လိုပိတ်တဲ့အတွက်82နောက်တွဲကိုပရိတ်နှစ်နှစ်ပါဝါခွန်ဒီသုံးလုံးခွန်ခွန်လို့ဖြစ်တဲ့အတွက်ခွန်ထိပ်စီးနဲ့နော်နော်82နောက်တွဲကိုနော်အဲ့လိုဖြစ်ပြီးတာနဲ့6ထိပ်စီးပုံစံနဲ့6ခွန်နှစ်ဆိုတဲ့ခဏတကွက်ကြရတယ်သူက၅ပရိတ်ရဲ့တကွက်ကြောင့်မှကြားတယ်နော်အဲ့တော့ဒီဒီမှာရှိတဲ့6ထိပ်စီးနဲ့ ဒီ67နောက်တွဲကိုဒီမှာရှိတဲ့6ထိန်းနဲ့661ဆိုတဲ့ကဏ္ဍကြတယ်နော်ဒီမှာရှိတဲ့82နောက်တွဲကိုဒီမှာရှိတဲ့6ထိန်းစီနဲ့62ဆိုတဲ့ကဏ္ဍကြဟိုတတိယအကက်မှာဒီ3လုံးက8 8လို့ပိတ်8ပါပါ3လို့ပိတ်လိုက်တဲ့ပြည်ဒီ83နောက်တွဲပရိတ်ကလည်းနှစ်ပိတ်မှာ3ညပရိတ်လို့ထောက်တယ်နော်အဲ့တော့ပထမကဒီ3ညပရိတ်5ညတိကလည်းအဲ့ဒီနှစ်ထဲမှာကြတယ်လို့ဒုတိယက3ညပရိတ်5 6ကလည်းအဲ့ဒီနှစ်ထဲမှာကြတယ်အခုတတိယက တုံညာပရိခွန်တစ်နှစ်ဆိုတဲ့ကဏန်းကလည်းဒီနေ့ထဲမှာကြာရမယ်မကြသေးဘူးအဲ့တော့အခုပြောချင်တာကဒီ83 83နောက်တွဲကိုနော်ဒီ6နဲ့683ဆိုတဲ့ကဏန်းဒဲ့ပြီး3ပရိ3ပါဝါရှိရှစ်ကဒီလို့ရှစ်ဒီလို့ရှစ်လို့ထောက်ဆက်ဒီကစားပြီးရတယ်683ဆိုတဲ့ကဏန်းဒီဒီနေရာမှာဒဲ့ကြဖို့အတွက်ကိုသူ့ရဲ့တပွဲကျော်မှာ9ပရိလို့ခံထားတယ်အဲ့တော့683ဆိုတဲ့ကဏန်းဒါဒဲ့ကိုပို့ထိုးလိုက်ပေါ့ဗျာနော်ကျန်တဲ့အာအတော့ကြိုက်တဲ့မိတ်ဆွေတွေရန်ထိုးလိုက်ပေါ့683မှာ683ကျွန်တော်တို့ကကြိုက်တယ်ဆိုတဲ့မိတ်ဆွေတွေက683ဒဲ့ကို ပို့ထိုးပြီးတော့ကြံ၅ခွက်ကိုလည်းနည်းလေးရံလိုက်ပေါ့ဗျာနော်ဒီစနစ်ထဲမှာလည်းအဲ့လိုပဲမွေးကနန်း၃ခွက်အောင်ခဲ့တယ်ဒီနှစ်နှစ်ခွန်ရဲ၃နှစ်လေးရဲခွန်ရှိကိုရဲမွေးကနန်းဒီဒီစနစ်ထဲက၃ခွက်အောင်ထားတယ်ပေါ့နော်၃ခွက်အောင်တော့ဒီကြံနေတဲ့၅လေးတိရဲ၃ည၃ခွန်ရဲ၅60ရဲကြံလေပေါ့နော်အဲ့စနစ်ကလည်းဒါဥနိုင်ကူလိုင်းမောင်းမှာဒါပြထားတာမဖြတ်သေးဘူးပေါ့နော်အဲ့တော့လောလောဆယ်သူကအဲ့ထီကနေပြီးတော့ထွက်အားကောင်းတာဒီဘာကောင်းလဲဆိုတော့ဒီပွဲမှာဒီပွဲမှာဒီ၃ည၃ခွန်ဆိုတဲ့ကနန်းလေးကိုဥနိုင်ကထည့်ပေးထားတယ်နော်၃ည၃ခွန်ဆိုတဲ့ကနန်းလေးကို ခုနကထည့်ပေးထားတယ်နော်အဲ့တော့ဒီအခုပြတဲ့ဒီမွေးကနန်းစိုက်ကတော့ဒါဦးနိုင်ရဲ့လူကျူးကောက်ထဲမှာမဖြစ်လည်းမဖြစ်သေးဘူးနော်အဲ့တော့အစအတုံးကိုအဲ့မှာပဲဝင်ကြည့်လိုက်တော့ဒီတုံညာတုံးခွန်းနဲ့ပတ်သက်ပြီးတော့နောက်ထပ်ပြရမယ်စိုက်ကလေးတွေရှိတယ်ပေါ့နော်အဲ့ဒါခွန်းနှင်းငါအာဒဏ္ဍာရီကိုအကွက်ရွှေစနစ်နဲ့ဒါလှန့်လှပပဦးနိုင်တွေ့ရှိထားတာတွေကိုပြပေးမယ်ပေါ့နော်လေးကက်စီနဲ့ပေါ့နော်လေးကက်စီလေးနဲ့အကွက်ရွှေပေါ့ပထမလိုက်မှာဦးနိုင်ပြောခဲ့သလိုပဲခုဦးနိုင်ကစားနေတဲ့ကစားနေသည့် အကွက်ရွှေ့ကစားတဲ့အတွက်ကိုကဏန်းသုံးလုံးရွှေ့မယ်ဆိုရင်တဲ့တဲ့မမကိုဒီသုံးလုံးကပြီးကုန်မလို့ဘူးမလာဘူးဆိုလည်းတလုံးမှမတူဘူးနော်မင်္ဂလာပါတဲ့အေဂျင့်တာယာပြောရှင်ချမ်းမြေပါလေဦးနိုင်အာအနုပြေကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်နော်ကဲအဲ့တော့ဦးနိုင်တို့ဒီမှာရှီကောင်း6လို့ပုံတွေကစားတယ်ဒီသုံးလုံးတုံညာပရိတ်တုံညာဒီလိုတုံညာလို့ဖြည့်တယ်ဒီမှာတကက်ရှိတယ်ရှီကောင်း6တုံညာပြီးတော့9 9 9 နော်ရှေ့ပေါင်း6ကိုးပြီးတော့ဒီမှာ8 8 8ရှေ့ပေါင်း6နော်ရှေ့ပြီးတော့ခွန်းခွန်းခွန်းလို့ပြောကစားတယ်အဲ3ည9 8ခွန်းလို့ကစားတယ်ပေါ့နော်ကစားပြီးတော့မှဒီမှာဒီ3လုံးပေါင်းခြင်း8ဒီ3လုံးပေါင်းခြင်း9ဒီ3လုံးပေါင်းခြင်း3ညဒီ3လုံးပေါင်းခြင်း8ဆိုပြီးတော့သူကစားတယ်ရှေ့ကို3ည8ဆိုကစားတယ်ပေါ့နော်ကစားတော့ကောင်းပြီအဲ့မှာသူကအကွက်ရွှေစနစ်နဲ့ဘယ်လိုကစားမှန်းလဲဆိုတော့ဒီနှလုံးပေါင်း6လို့ထောက်ခဲ့တဲ့အတွက်ကိုသူ့ရဲ့ဒီဘက်နှစ်မှာ6ရဲ့နှစ်သက်ဒီဂွာပေါင်းနဲ့နောက်နောက်ပေါင်းနဲ့ ။ကွာပေါင်းတင်းနဲ့နောက်ပေါင်းရှင်းနဲ့ကိုးလို့သူကစားတယ်။၆ရက်နဲ့ခက်သည်။ကိုးလို့ကစားတယ်။ကစားလိုက်ရတဲ့သူ့ရဲ့ဇောင်းကဒီကနန်းဒီတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှာဒီမှာလိုက်ထွက်တယ်။ဒီကနန်းဒီအကွက်ရွှေဖြစ်နေလိုက်ကစားတယ်။နော်။ဟုတ်ပြီဒါဆိုရင်ဒုတိယကရှင်းပေါင်း၆လို့ဖြစ်တော့သူ့ရဲ့ဒီဘက်နှစ်မှာနော်၆ရက်နဲ့ခက်သည်။ကွာပေါင်း၉ရက်နောက်ပေါင်းတုံညာနဲ့ကိုးလို့ဖြစ်လိုက်တဲ့အခါမှာသူ့ရဲ့ဇောင်းမှာရှိတဲ့၅၈၉ဆိုတဲ့ကနန်းဒီတနှစ်နှစ်နှစ်သုံးနှစ် လေးနှစ်မြောက်တည်းမှာဒီနေရာလေးမှာအခွင့်ရှိဖြစ်နေလိုက်ထွက်တယ်။ဟုတ်ပြီဒါဆိုရင်ဥနိုင်တို့ဒီတက်တီးရက်ကမှာရှီပေါင်း6လို့ဖြစ်တာရဲ့ဒီဘက်နှစ်မှာ6ရက်နှက်ခတ်ဒီဝါပေါင်း2နဲ့နောက်ပေါင်း9နဲ့5လို့ဖြစ်လိုက်တဲ့အတွက်သူ့ရဲ့ဆောင်းမှာရှိတဲ့684ဆိုတဲ့ကဏ္ဍဒီတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်တည်းမှာ684ဆိုတဲ့ကဏ္ဍဒီအပွက်ရှိဖြစ်နေလိုက်ချက်တယ်ဟုတ်ပြီဒါဆိုရင်အခုစတုထအကတ်မှာရှီပေါင်း6လို့လေသူကစားထားပြီဒီဘက်နှစ်ထဲမှာ ရွေးချယ်တရားကဏ္ဍဒီနှစ်ပွဲမရှိဘူးတစ်ပွဲထဲပဲရှိတယ်ပေါ့နော်ရှီပေါင်း6လို့ဖြစ်တဲ့တွေဒီဘက်နှစ်တဲမှာ6ရက်နှစ်ခတ်ပြီးဂွာပေါင်း6နဲ့နောက်ပေါင်း3နဲ့9လို့ဖြစ်တာဒီဒီချိန်ပဲဖြစ်တယ်နော်ဂွာပေါင်း6နဲ့နောက်ပေါင်း3နဲ့9လို့ဖြစ်လိုက်တဲ့တွေသူ့ရဲ့ဇောင်းမှာရှိတယ်ဒီခွန်းနှစ်5ဆိုတဲ့ကဏ္ဍဒီတနည်းနှစ်နှစ်3နှစ်4နှစ်မြောက်တဲမှာဒါထွက်ရှင်တာနော်ခွန်းနှစ်5ဆိုတဲ့ကဏ္ဍဒီထွက်ရှင်တာ9ချိန်ပဲကြံ့တယ်သို့တော့ဥနိုင်ရဲ့မိတ်ဆွေတွေကခွန်းနှစ်5ဆိုတဲ့ကဏ္ဍ အကွက်ရွှေစနစ်နဲ့ရှိတယ်ဆိုပြမပြပါလို့ပြောတဲ့အတွက်ကိုဒါဦးနိုင်ကနေရာထိုင်လေးရတော့ကိုကနဲ့ကိုရွေးပြီးတော့ထိုးလိုက်သူဒီတန်းလေးပဲဦးနိုင်ကရွေးပေးစားတယ်အဲ့တော့ဦးနိုင်တကယ်ထိုးမှာကတော့ဒီ၅၅ချိန်မှာဒီကနန်းလေးကဘယ်အချိန်မှာထိုးမလဲဆိုတာဦးနိုင်ကအချိန်ဖမ်းထားပြီးသားပါသို့တော့အချိန်ကိုတော့ဦးနိုင်ရဲ့မန်ဘာဖုန်းဝင်မိတ်ဆွေတွေကိုသူကြမဲ့အချိန်ရောက်ရင်ပြပေးရမှာဖြစ်တဲ့အတွက်ကိုအချိန်လေးကိုတော့ဦးနိုင်ပြမပေးတတ်ဘူးပေါ့နော်အဲ့ဒါလေးကိုတော့ဒါသူ့အချိန်ရောက်မှာ ပြပေးမှာဖြစ်တဲ့အတွက်အချိန်ကိုဘယ်အချိန်မှာထိုးရမယ်ဆိုတော့ပြမပေးဘူးကြိုက်တဲ့မိတ်ဆွေတွေဒီအချိန်မှာလဲထိုးကြံတဲ့အချိန်ဒီမှာလဲဥပဒေနဲ့ကိုလိုက်ပြီးထိုးလိုက်ပေါ့နော်ပထမကမှာဖြစ်စဉ်ကိုတည်လိုက်တယ်ရှေးပေါင်း6ချောင်းသူ့ရဲ့ဒီဘက်နှစ်မှာဂွာပေါင်းနဲ့နောက်ပေါင်းနဲ့ကိုလိုပုံတွေဖြစ်ပြန်တယ်ဒီကနေ့ဒီ၄နှစ်မြောက်ကိုလိုက်ထွက်တယ် ုတိယကမှာဖြစ်စဉ်လေးကိုတည်လိုက်တယ်ရှေးပေါင်း6ကြောင့်ဒီဘက်နှစ်မှာကဏ္ဍ၄လုံးပေါင်းရင်9လို့ဖြစ်လိုက်တာနဲ့ဒီကဏ္ဍဒီ၄လင်းမြောင်းမှာလိုက်ထွက်တယ်တတိယကမှာဖြစ်စဉ်လေးကိုတည်လိုက်တယ်ဂွာပေါင်း2နဲ့နောက်ပေါင်း9နဲ့9လို့ဖြစ်လိုက်လို့ဒီကဏ္ဍဒီ၄လင်းမြောင်းမှာလိုက်ထွက်တယ်ဒါဆိုရင်စရုပ်ထကမှာဖြစ်စဉ်လေးကိုတည်လိုက်တယ်ရှေးပေါင်း6ကြောင့်ဒီဘက်နှစ်မှာနော်ဂွာပေါင်း6နဲ့နောက်ပေါင်း3နဲ့9လို့ဖြစ်လိုက်တဲ့အတွက်ခွန်း2 5ဆိုတဲ့ကဏ္ဍဒီနော်ဒါဒီအချိန်ကနေစပြီးတော့မွေးစာလိုက်ပေါ်ချက်ရတူတွေရပါတော့เนาะဒါမွေးကနေဆိုင်လေးပါလို့ရေးပြထားတဲ့အတိုင်းကြိုက်တဲ့မိစေက မွေးထားလိုက်မကြိုက်တဲ့မိတ်ဆွေတွေကမမွေးနဲ့ပေါ့ဗျာအဥနိုင်ရဲ့မမအဖွဲ့ဝင်တွေကိုတော့ဒီကဏ္ဍလေးကဒီကြံ၅ချိန်ထဲမှာဘယ်အချိန်မှာထိုးရမယ်ဆိုတာကိုတော့ဥနိုင်ရဲ့တွေးရှိထားတဲ့ထောက်ချက်ကလေးနဲ့ဒါအဲ့အချိန်ရောက်ရင်ဥနိုင်ကဒါမမကတ်ထဲမှာထည့်ပြီးမှဖြစ်တယ်ပေါ့နော်ကဲကောင်းပြီဒါဆိုရင်ကဲဟုတ်ပြီအဲ့တော့အခုပြခဲ့တဲ့ లై ထဲမှာဒါ683ဆိုတဲ့ကဏ္ဍလေးပြခဲ့တယ်နော်အဲ့683ဆိုတဲ့ကဏ္ဍကလည်းဒီတိုင်းလေးကိုပို့ထိုးပြီးတော့ ကြံပတ်လေလေးကိုရန်လိုက်ပေါ့နော်ဒါပြီးခဲ့တဲ့ပွဲမှာပဲဦးနိုင်ပြောခဲ့တယ်ခွန်ပရိတ်လေးခွက်ထဲကနှစ်ခွက်ထွက်မယ်ဆိုတယ်နော်အဲခွန်ပရိတ်လေးခွက်ထဲမှာရှစ်ဆောက်သုံးဆိုတဲ့ကဏ္ဍရဲ့နော်ဒီမှာလေးကိုလေးဆိုတဲ့ကဏ္ဍရဲ့ဦးနိုင်ကရွေးပေးခဲ့တယ်ပေါ့နော်အဲအဲ့တော့လေးကိုလေးကတော့ဒီပွဲမှာတိုက်တဲ့မိတ်ဆွေတွေထိုးလိုက်ပါအဲ့တော့ရှစ်ဆောက်သုံးကို683ဆိုပြီးထည့်ပေးလိုက်တယ်ပေါ့နော်ကဲအားလုံးပဲတက်ရှိကျမ်းမာချမ်းသာကြပါစေ2025ခုနှစ်အကြံအချိန်တွေများမှာလည်းဦးနိုင်နဲ့အတူတူ တန်တူလေးကိုကြိုးပေးပါစီလို့ဆူတောင်းရင်းနဲ့နော်ခွန်နှင်းကအာပြပေးပါလို့တောင်းဆိုတဲ့ဦးနိုင်ရဲ့အမကန်မိတ်ဆွေကြီးဖန်တွေအတွက်ကိုဒါပြပေးရခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒီလိုလေးကစီးနဲ့ကစားထားတဲ့ဒီစီးလိုင်းထဲမှာနောက်ထပ်ကိုအဲ့လိုအကွက်ရွှေ့စနစ်နဲ့ကစားရမယ့်ခဏနှစ်ကွက်ရှိပါသေးတယ်အဲ့ဒီနှစ်ကွက်ကတော့သူ့အကျင့်လေးတွေရောင်းမှာဒါမမ်ဘာကတ်ထဲမှာထည့်မဲ့ခဏလေးတွေဖြစ်တဲ့အတွက်ကိုဒါဦးနိုင်ကကြိုပြီးတော့မပြခဲ့တော့ဘူး တော့ဦးနိုင်ရဲ့ member အဖွဲ့ဝင်မိတ်ဆွေတွေကလည်းဒီ9.5ဆိုတဲ့ကဏ္ဍလေးကြိုက်တယ်ဆိုရင်ထည့်ထိုးပါဦးနိုင်ကတော့ထုံးစံတိုင်းတောက်ကလေးတွေစုံစုံညီညီထည့်တဲ့အချိန်မှာ member ကထဲမှာထည့်ပြီးမှဖြစ်ပါတယ်နော်အားလုံးပဲတရှိချက်မှချမ်းသာကြပါလိမ့်